ပြည်ဦးလင်မှာအိမ်တလုံးဝယ်ဖို့စိတ်ကူးနေတယ်ဆိုရင်တော့ဘယ်အိမ်မှကျွန်တော်မိတ်ဆွေတွေလိုက်ကြည့်မနေတော့နဲ့ကျွန်တော်ခုမိတ်ဆက်ပေးမယ်အိမ်ကြီးနာဝယ်လိုက်တော့ဒီအိမ်ကြီးကအယမ်းမိုက်တယ်လားအဲကန်းကလည်းအယမ်းအကျယ်ကြီးပဲကျွန်တော်တို့ဒါတော်တော်ကိုကျယ်တဲ့အနေထားရှိတယ်ဒီလိုကကျွန်တော်တို့ဒါ၁၂ပေ၁၃ပေလောက်ကျယ်မယ်ဒီလိုကကျွန်တော်တို့ဒါပေ၂၀လောက်ကျယ်တယ်မီးဆိုင်နေတဲ့ဒီ furniture အပြည့်စုံနဲ့ဒီမဲ့ TV တွေရောအားလုံးကို ထားရှိခဲ့မဲ့အိမ်ကြီးဖြစ်တယ်နောက်ထပ်ဒီအိမ်ရဲ့အားသာချက်ကကျွန်တော်တို့ဒါ furniture အပြည့်စုံပါတဲ့အပြင်ကျွန်တော်တို့ solar မီးစနစ်တွေပါဒါထည့်သွင်းထားတဲ့အိမ်တစ်လုံးဖြစ်တယ်ဒါဒီဘက်မှာဆိုဒါကျွန်တော်တို့ဒါ solar တွေပေါ့နော်ဒီမဲ့ battery တွေရောဒါအောက်မှာဘုံရေချိုးခန်းအိမ်ဒါဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါ wish shop ဇက်တွေအကုန်ပါမယ်ကျွန်တော်မိတ်ဆွေတွေဒါလက်တင်နေလို့ရတဲ့အိမ်တစ်လုံးဖြစ်တယ်ကျွန်တော်ဒါဒီဘက်ဆိုရင်တော့ဒါရှောင်းလန်းနေပေါ့နော်ဒီရှောင်းလန်းကနေကျွန်တော်ဒီမှာ master bedroom တစ်ခန်းရှိမယ်ဒီဘက်ကတော့ဒါ furniture တွေကျွန်တော်ဒါ ကဖီနက်ဗီဒီယိုတွေဒါအိမ်အောက်ထပ်မှာမာဆာဗရွန်တခန်းထည့်သွင်းတိဆောက်ထားတဲ့အိမ်ကြီးဖြစ်တယ်ဒီမှာဗီဒီယိုတွေလည်းပါမယ်ကျွန်တော်တို့မှုရာတွေဂရင်းတွေအားလုံးပါပြီးသားဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဒီမှာလည်းရေချိုးကန်းအိမ်သာပေါ့နော်ရေချိုးကန်းအိမ်သာလည်းတော်တော်လေးကျယ်တဲ့အနေထားလေးရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဒါအိမ်အောက်ထပ်မှာဆိုရင် master bedroom တခန်း living room တခန်းအပြင်ခုကျွန်တော်ရောက်ရှိနေတာဒါ ကစ်ချန်ရုံးဖြစ်တယ်ကျွန်တော်ဒီမှာကက်ဗီနက်ဗီဒီယိုတွေအားလုံးပါတယ်အိတ်ဆိုဖန်တွေရောအားလုံးတက်ဆင်ပြီးသားဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါကစ်ချန်ရုံးကလည်းတော်တော်လေးကျယ်တယ်ဒီမဲ့မြင်းနေရတဲ့ရေခဲတစ်တာတွေအားလုံးထားရှိပေးခဲ့မှာဖြစ်တယ်နောက်ထပ်ဒီမှာဒါကျွန်တော်တို့ဒါဒိုင်းနေရုံးပေါ့နော်ဒိုင်းနေရုံးကလည်းဒါမိသားစုတစုကောင်းကောင်းကျွန်တော်တို့ဒါထမင်းစားလို့ရတယ်တေဘယ်တစ်ခုဒါပါမယ်ဒီမှာမီးဆိုင်လေးတွေနဲ့လုံးဝကိုစိတ်ကူးကောင်းကောင်းနဲ့ ကျွန်တော်တို့ဒါ interior design ကတော်တော်ကိုကောင်းတဲ့အနေအထားလေးရှိပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အပေါ်ထပ်လိုက်ပြပါဦးဒါလေကားတော့တော်တော်ကိုကျဲတဲ့အနေအထားလေးရှိတယ်ဒါကျွန်းကျွန်းပေပြားတွေကိုခင်းထားတယ်လေကားဖြစ်တယ်လေကားကကျွန်တော်တို့ဒါ9ပေလောက်အဲ sorry 4ပေလောက်ကျယ်မယ်လက်ရန်တွေကလည်းကျွန်တော်တို့ဒါကျွန်းသားတွေကိုအသုံးပြုထားတယ်ဘေးကားကတော့ကျွန်တော်တို့ဒါတန်ပန်းလေးတွေပေါ့နော် ။တက်ရကလည်းလုံးဝကိုပြေ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 ဖြစ်တယ်။လေးကဆောင်ကလည်းကျဲတယ်ဒီမှာမီဆိုင်လေးတွေနဲ့အရန်လာတဲ့ကျွန်တော်တို့ဒါ architecture ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်တို့ဒါအပေါ်ဓာတ်ကိုကျွန်တော်ရောက်ရောက်ချင်းမှာပထမဆုံးတွေ့ရတာကျွန်တော်တို့ဒါဖျားကန်းလေးဖြစ်ပါတယ်ခင်ဗျာဖျားကန်းကလည်းတော်တော်လေးကျဲတယ်ဘေးမှာ light car တွေအပြည့်နဲ့ light တွေလည်းအရန်ဝင်တော့ကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်ကျွန်တော်ဒီအိမ်ကြီးရဲ့အပေါ်တတ်မှာဆိုရင်ဖျားခန်းရှိမယ်ဖျားခန်းပြီးရင်နောက်ထပ်မဆာဘရုံနှစ်ခန်းရှိမယ်စင်ကယ်ဘရုံတစ်ခန်းရှိမယ်တစ်ခန်းချင်းကျွန်တော်လိုက်ပြန်မယ်လားအဲဒါမဆာဘရုံအပေါ်တတ်ရဲ့ဒီမှာမဆာဘရုံကလည်းကျွန်တော်တို့ဒါဖာနီချာအပြည့်စုံပါမယ်ဒီမှာဗီဒီယိုတွေရောသူကလိုက်တင်ရလဲအရန်ဝင်တယ်ဒီမှာချင်းလုံးစကားတွေရောပါပြီးသားကျွန်တော်မိတ်ဆွေတွေအားလုံးလက်တင်နေထိုင်လို့ရမယ့်အိမ်ကြီးတစ်လုံးဖြစ်တယ်ဒီဘက်ကလည်းလေအရန်ဝင်တယ်လိုက်တင်လဲကောင်းတယ်ဒါတော့မှန်တယ်ကိုနော် မနောက်ထပ်ကျွန်တော်ဒါဒီမှာရေချိုးကန်းအိမ်လာရေချိုးကန်းအိမ်လာတွေကလည်းလုံးဝအကျယ်ကြီးတွေကိုဒါဖွဲ့စည်းထားတဲ့အိမ်ကြီးတစ်လုံးဖြစ်တယ်နောက်ထပ်ကျွန်တော်ဒီမှာပြမယ်ဒါစင်ကယ်ဘာရွန်အဲစင်ကယ်ဘာရွန်ကလည်းကျွန်တော်ဒါ73ဘီ15ဘီလောက်ကျယ်မယ်စင်ကယ်ဘာရွန်ကပြောတာကျွန်တော်တို့အတော်သင့်အိမ်မတ်စတာဘာရွန်တခန်းစာလောက်ကျယ်ကုန်တဲ့စင်ကယ်ဘာရွန်ဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဒီဘက်မှာမတ်စတာဘာရွန်တခန်းကျန်လေးဒီမှာမတ်စတာဘာရွန် ါကတော့ကျွန်တော်အပေါ်ရက်ရဲ့မိမဆာဗရွန်လို့ပြောလို့ရတယ်ဒီမှာကက်ဖီနက်ဗီဒီယိုလေးတွေကျွန်တော်ဒီမှာဂရင်းနေမှွင့်ရာတွေပါတယ်မီးဆိုင်တွေကလည်းအရန်လာတယ်နောက်ထပ်ဒီမှာကျွန်တော်မိတ်ဆွေတွေအကြိုက်ပေါ့နော်အဲဒီဘက်မှာတီးသန့်ကျွန်တော်တို့ဒါအခန်းလေးလောက်ထားတယ်ဒီမှာမန်တေကုန်တွေပါမယ်ကက်ဖီနက်ဗီဒီယိုတွေပါမယ်တော်တော်လေးဖွဲ့စည်းပုံကောင်းတယ်လို့ပြောလို့ရတယ်အင်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျဒီမိတ်မဆာဗရွန်ရဲ့ဒါကတော့ကျွန်တော်ရေချူကန်အင်နာဖြစ်တယ် ်ဒီထဲမှာဆိုရင်ကျွန်တော်ဒါဒီမှာဘတ်တက်တွေပါမယ်နောက်ထပ်ဒီကျွန်တော်ဒီမှာရှာဝါတွေတုံးထားလေးတော်တော်လေးကောင်းတယ်ဟုတ်ကဲ့ဒါကျွန်တော်တို့ဒါအပေါ်တဲ့ရဝရဏာလေးပေါ့နော် root ဝရဏာလေးဒီမှာတေးပဲတဝိုင်းကတော့ကောင်းကောင်းလေးစမ်းတဲ့အနေထားလေးကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမှာဖြစ်တယ်ကျွန်တော်ဒီမှာတော့ကျွန်တော်ဒါကြောင်လေးလေးကားနဲ့ပေါ့နော်ကြောင်လေးလေးကားနဲ့ကျွန်တော်တို့အပေါ်တက်ကိုဒါရုစလတ်မှာကျွန်တော်မိတ်ဆွေတွေဝစ်စားလန်းတာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီလေးတွေပဲကျင်းပတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အသုံးပြုလို့ရမယ်ကျွန်တော်တို့ဒါ Bruceless Warana အပေါ်မှာထည့်သွင်းထားတာကိုလည်းကျွန်တော်မိတ်ဆွေတွေကျွန်တော်ထပ်လိုက်ပြမယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါဒီအိမ်ရဲ့ root dot ပေါ်ကိုကျွန်တော်ရောက်ရှိနေတယ်ဒီမှာကျွန်တော်တို့ဒါ solar ရေပူဇတ်တွေအကုန်ပါမယ်ဒီမှာရေစင်တွေပါမယ်အောက်ကတော့ကျွန်တော်တို့တန့်ပေါ့နော်ကျွန်တော်အောက်ကရေကန်အပေါ်ကဒါစတီတန်လေးတွေပါမယ်ဒီဘက်မှာလည်းစပေးအကျယ်ကြီးကျန်တယ် ်ဒီမှာဆိုလာတွေရောအကုန်ပါပြီးသားဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်ဘာလို့ဝယ်ခိုင်းတယ်လဲဆိုရင်ဒီအိမ်ကြီးကကျွန်တော်တို့ဒါ structure လေးတော်တော်လေးကောင်းတယ်ကျွန်တော်တို့ဒါအိမ်ရဲ့ square feet 3000ကျော်အကျယ်ဝန်းနဲ့တည်ဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ကြီးလည်းဖြစ်တယ်လမ်းပန်းဆက်သွယ်ရေးကလည်းကျွန်တော်ဒါဒီဘက်မှာဆိုရင်ဒါကျွန်တော်တို့ဒါနဝရလမ်းမကြီးဖြစ်တယ်ကျွန်တော်တို့ဒါနဝရလမ်းမကြီးဘောကိုလည်းကျွန်တော်တို့ဒါပေ60တင်ပြီးတော့ကျွန်တော်ဒီဘက်ကန်းကောင်လမ်းသွယ်ပေါ့နော်ကန်းကောင်လမ်းသွယ်တဲ့ကိုကျွန်တော်ဒါပေ40 တင်ထားတယ်ကျွန်တော်ဒါပေ60 40အကျင်ဝန်းနဲ့တီဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ကြီးလည်းဖြစ်တယ်ဖာနီချာအပြည့်စုံလည်းထားရှိခဲ့မဲ့အိမ်ကြီးတစ်လုံးလည်းဖြစ်တယ်ဆိုလာစနစ်တွေရော ကျွန်တော်ဒါရေခဲသစ်တာအဝစ်လျှော်ဇက်ကစပြီးတော့အားလုံးထားရှိခဲ့မဲ့အိမ်ကြီးတစ်လုံးလည်းဖြစ်တယ်ဟုတ်ကဲ့နောက်ထပ်ထူးခြားချက်ကဒီအိမ်ကြီးမှာကျွန်တော်တို့ဘေ့စမန့်မှာထည့်သွင်းတီဆောက်ထားတဲ့အိမ်ကြီးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျာကားပါကင်အနေနဲ့ကကျွန်တော်တို့ဒါ ဒီဘက်မှာဆိုရင်ဒါနှစ်စီးလောက်ရမယ်ကျွန်တော်နောက်မှာတော့ကျွန်တော်တို့ဒါဒန်းလေးတွေနဲ့ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒါဒီဘက်မှာဆိုရင်ဒါကျွန်တော်ပြမယ်လားဒီဘက်မှာဒီမှာဒါဆို basement ဖြစ်တယ် basement ထဲမှာဟိုကျွန်တော်မိတ်ဆွေတွေဒါကားအ ਨੇ ဆုံးနှစ်စီးရမယ်ဒါဆိုတစည်းထိုးထားတယ်ဒီတစည်းထိုးထားတာဟိုကဒီဘက်မှာကျွန်တော်တို့ဒါပေး20လောက်ထက်ကြံအောင်မယ်ကားအကြီးအသေးကောင်းကောင်းနှစ်စီးထိုးလို့ရတယ် basement ဖြစ်တယ် ဲ့တော့ကားပါကင်အနေနဲ့ကလည်းကျွန်တော်မိတ်ဆွေတွေဒါစိတ်ပူစရာမလိုဘူးအိမ်ရှိမှလည်းထားလို့ရသလို basement ထဲမှာလည်းထားလို့ရတယ်နောက်ထပ်ဒီအိမ်ရဲ့ထူးခြားချက်ကကျွန်တော်မိတ်ဆွေတွေမေ့မိနေတဲ့အလက်အလက်ကလည်းကျွန်တော်တို့ဒါအရှိလဲတောင်လဲလမ်းနံပါတ်တင်တောင်းခွက်ပေါ်မှာတိဆောက်ထားတဲ့အိမ်ကြီးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ခုရောင်းချပေးနေတဲ့ဒီအိမ်ကြီးရဲ့ကျွန်တော်တို့ဒါတီနီယာဆိုရင်ကျွန်တော်တို့ဒါပြင်းလင်းမြို့ရဲ့နာမည်အရန်ကြီးနေတဲ့ဘရီတာမြို့တစ်မှာ တည်ရှိတဲ့အင်ဂျင်တစ်လုံးဖြစ်တယ်ဘရေသာမျိုးသစ်မှာမှကျွန်တော်တို့ဒါနဝရလန်းနဲ့ကျွန်တော်တို့ဒါဂန်းကောက်လန်းသွယ်မှာတည်ရှိတဲ့လန်းနှစ်ဖက်တင်တောင်းကွက်ပေါ်မှာတည်ဆောက်ထားတဲ့ RC နှစ်ထပ်တာအကြီးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျမြေမျိုးစားကလည်းကျွန်တော်တို့ဒါဂရန်မြေမျိုးစားဖြစ်ပြီးတော့ကျွန်တော်တို့လက်ရှိနာမည်ပေါ့ပိုင်ရှင်ကနေရောင်းချပေးမယ်အင်ကြီးတလုံးလဲဖြစ်တယ်ဂရန်တက်တန်းကလည်းကျွန်တော်တို့ဒါ29နှစ်လောက်ကြံရှိသေးတယ်ကျွန်တော်တို့ဒါစာရွက်စာတမ်းနဲ့ ခိုင်မာတဲ့မြေပေါ်မှာကျွန်တော်တို့ဒါတီဆောက်ထားတဲ့အိမ်ကြီးတစ်လုံးလည်းဖြစ်တယ်။ Masravaron 3ခန်းစင်ကာပူရုံတခန်းလေဗေရုံဒိုင်းနီယာကစ်ချန်ရုံဘေ့စမန့်နေအပါအဝင်ကျွန်တော်တို့ဒါဆိုလာစနစ်တွေရော ကျွန်တော်တို့ဒါအင်ဒီးနီယာပစ္စည်းတွေကျွန်တော်တို့ဒါပရီဘောကအစုံလင်နဲ့လက်တင်ဝယ်ယူနေထိုင်လို့ရမယ့်အိမ်ကြီးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ ဒီအိမ်ကြီးကိုကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျပ်သိန်း16000ကိုကျွန်တော်တို့ကျွန်တော်မိတ်ဆွေတွေကိုရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲပိုင်ရှင်နဲ့တိုက်ရိုက်ညှိနှိုင်းရောင်းချပေးမှာဖြစ်လို့ယခုလိုမျိုးမိန်လန်းအတင်တွေလည်းလိုချင်တယ်လမ်းနှစ်ဖက်တင်တောင်းကွက်လည်းဖြစ်ရမယ်ပရိဘောကအစုံနဲ့လက်တင်နေချင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ရောင်းချပေးနေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 9865 6648ကိုအမြန်ဆုံးဆက်သွယ်ပေးဖို့ကျွန်တော်မိတ်ဆွေတွေကိုဖိတ်ခေါ်ပါရခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်